မင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထိုင်းမှာလာစကားနေကျွဆူရယ်နော်ဒီနေ့မှာကျွန်တော်ပါရီကိုလာပြီးတော့ဆက်ပြီးလဲဆိုတော့မနေ့ကောင်ပေါ့နော်1နဲ့2နဲ့တင်းနဲ့နှင်းနဲ့ကိုကျွန်တော်ပြောပြသွားပြီဒီနေ့ကကြတော့3ရက်4ရက်ပြောမှာဖြစ်ပါတယ်3မှာပါရီလဲဆိုတော့စားတောက်ချင်းနဲ့ဆက်ဆက်တဲ့စကလုံးပေါ့နော်อืมကျွန်တော်ပုံတဲ့တစ်ခါလေးပြမှာဖြစ်ပါတယ်နော်အာနံပါတ်3မှာကြောက်တရုပ်စာဖြစ်ပါတယ်အာစားတောက်ချင်းနဲ့ဆိုင်တဲ့စကလုံးများကိုကျွန်တော်လာပြောရှင်းပြမှာဖြစ်ပါတယ် အမ်ဘောနော်ဘန်ကောက်မြို့မှာတိုက်ပြူသွားတာအာမြန်မာပြည်သားတွေမြန်မာပြည်သားတွေပါသွားတာစိတ်မကောင်းစရာကြီးနော်ဝန်းနေပါတယ်လို့โอเคကျွန်တော်တို့စာမယ်ဘာလဲဆိုတော့ကျွန်စာအနေဆိုင်တဲ့စကားပေါ့နော် စာအနေဆိုင်တဲ့စကားဆိုတော့အာကင်ဘောနော်ကင်ဆိုတာစာတီဝိုင်းထားတာရှိတယ်နော်ကင်ဆိုတာစာတီစာတော့စားတယ်ဖြစ်ပါတယ်နော် โอเคအဲ့ဒါယူကျွန်တော်တို့စကစုဖွင့်မယ်ဘလူဒီဖွင့်မယ်ဆိုတော့โอเคနံပါတ်1မှာကြတော့ခမင်းစားတီပေါ့နော်ဒါလွယ်လွယ်လေးရေနော်မခက်သေးဘူးခမင်းစားတီဆိုလို့ရှိရင်အာဒီမှာဖြစ်ပါတယ်ခမင်းစားတီဆိုလို့ရှိရင်กินข้าวပေါ့နော်အာဒီဝိုင်းထားတာဖြစ်ပါတယ်กินข้าวဆိုတာกินข้าวဆိုတာခမင်းစားတီပေါ့နော် ီမီစာရတွေပါတယ်ပေါ့လွယ်လွယ်လေးပေါ့နော်အခုကျွန်တော်လွယ်လွယ်လေးရှင်းပေးနေတာ in house ဆိုတမီစာဒီပေါ့နော် okay နောက်တစ်ခုသွားမယ်နောက်ခုကကြတော့အာလာပြီဒါတော့ဘာစာရလဲတတိယလန်နေကိုစာတာတတိယလန်နေကိုစာတာဆိုတော့ဒီမှာဖြစ်ပါတယ်နော်အာပုံနည်းနည်းအပေါ်ရောက်သွားတယ်ကျွန်တော်ပြန်ဆွဲချမှာ okay တတိယစာဒီပေါ့နော်တတိယလန်နေကိုပြောတာဖြစ်ပါတယ်အဲ့မှာ kin ဆိုတာစာတာပေါ့နော်အရှိဆုံးမှာ kin kin ဆိုတာစာတာ insura sara ဖြစ်ပါတယ်ဒီဥစ္စာပေါ့နော် insura sara အနောက်မှာ polymer ဆိုတာကကြတော့တတိဝလံကိုပြောတာဖြစ်ပါတယ်ဒီမှာသိထားမှာကြတော့ kin ဆိုတဲ့စာသည်ဆိုတဲ့အရာကိုကျွန်တော်တို့တတိဝလံကိုနဲ့ပေါင်းလိုက်ရုံပဲနော်ပေါင်းလိုက်တာဘယ်လိုလဲဆိုတော့ kin ဆိုတာစာသည် polymer ဆိုတာတတိဝလံ kin polymer ဆိုလို့ရှိရင်တတိဝလံစာသည်ဖြစ်ပါတယ်ဒါတကယ်လို့ကိုကအင်းတရက်ဒီကိုစားစားတယ်ဆိုလို့ပြီးတော့ပြောချင်တယ်ဆိုလို့ရှိရင် kin စားနာပေါ့နော် အာတည့်ရတီကိုပြောမှာဖြစ်ပါတယ်တည့်ရတီကဘာလဲဆိုတော့မမွန်းမမွန်းဆိုတာတည့်ရတီပေါ့နော်โอเคအချမောက်တီကိုကြာတော့မန်ကော့အဲအဲ့လိုပေါ့နော်အာ apples ရောပန်တီအာ kin apples လို့ရှင်ပန်တီစားတယ် kin som som ဆိုတာလီမွန်တီအာ kin som ဆိုလို့ရှင်လီမွန်တီစားတယ်အဲ့လိုပြောလို့ရနော်သူနီးသူပဲ kin ခေါဆိုလို့ရှင်ဒီမီစားတီအာအဲ့လိုပဲပြောသွားတာနော် กินဆိုတာပြောပြီးတော့မှအာကိုစားတဲ့အရာကိုနောက်မှလိုက်ပြောရမှာဖြစ်ပါရဲ့เนาะကိုကထမင်းဆိုလို့ရှိရင်กินข้าวပေါ့เนาะတကယ်လို့ကိုကလေမွန်သီးဆိုလို့ရှိရင်กินซ้อมซ้อมဆိုလေမွန်သီးกินဆိုစားတာกินซ้อมဆိုလေမွန်သီးစားတာအာแอปเปิ้ลกินแอปเปิ้ลဆိုလို့ရှိရင်กินဆိုတာစားသည်แอปเปิ้ลဆိုတာပန်သည်เนาะအဲ့ဒါဆိုกินแอปเปิ้ลဆိုတာပန်သည်စားသည်အဲ့လိုမျိုးအဲ့လိုမျိုးဖြစ်သွားတာเนาะကိုကနောက်မှာစားတဲ့ရောက်ပြောင်းလဲရုံပဲချိန်လိုက်ရုံပဲတကယ်လို့ကိုက အာဖတ်ထိုင်စားရပြထအောင်ဖတ်ထိုင်စားရဆိုလို့ရှိရင်กินစားဒီกินဆိုတာစားဒီกินဖတ်ထိုင်กินဖတ်ထိုင်ဆိုတာဖတ်ထိုင်စားတာအဲ့လိုမျိုးပေါ့နော်တကယ်လို့ကိုကွတ်တီကိုစားရဆိုပါစို့အဲဆိုกินစားဒီကွတ်တီကိုกินကွတ်တီကိုအာကွတ်တီကိုစားတာအဲ့လောက်လေးပါနော်ဒါဒီလောက်ဆိုရင်တကယ်ကြီးတော့ပေါ့မလို့ထင်ပါတယ်နော်โอเคနောက်တာတောက်တာနဲ့ဆိုင်တဲ့စကား ဘနော်တောက်တာနဲ့ဆိုင်တဲ့စကားဝိုင်းပေးထားတာရှိပါတယ်ကိုကဘာတောက်တာလဲနော်ရေတောက်တာလားအောက်မှာကျွန်တော်တခါလေးပြထားတယ်နော်ရေတောက်တာဆိုလို့ရှိရင်ဒီမှာပေါ့နော်အာရေတောက်တာအောက်မှာဝိုင်းလက်ပြီးဒื่มဆိုတောက်တာဖြစ်ပါတယ်ဒื่มဒื่มတောက်တာဒื่มน้ําဆိုလို့ရှိရင်ရေတောက်တာတကယ်လို့ကိုကအာဘာတောက်တာလဲပက်ဆီဆိုလို့ရှိရင်น้ําဆိုတဲ့နေရာမှာ Pepsi thì bây chênh lệnh mà nó à khuyết ra cho nó khuyết bảo mẹ mà Chỉ có đường, đường sử là tàu đá Nó có, nó có quay nó để hạ nám Còn nó đường nám, đi mà xử lý xin hôn mà bảo Ở đây cho nó thì lúc khuyết lệnh mà nó Đường sử ra tàu đá, nám sử là Dìu kêu là phía bà đấy kê lúc của Khu nào bây giờ Pepsi tàu đá sử dụng à Pepsi, Pepsi tàu đá sử lý xin Đường đường sử là tàu đá, Pepsi acid tau đã bài nó à cái lúc của nấm sôm nấm sôm số limon gì đường đó đã đường nấm sôm số lưu xin limon gì đã à ăn miếng bia lưu gai nó của đường tau tàu anh nhìn bia mẹ bia mà của tau để giàu no này lấy bia mẹ u mà đường nấm số lưu xin gì tau để đường nấm sôm số lưu xin limon gì tau à đường pepsi số lưu xin pepsi tau để à đường coke khóc rồi là cuộc cuộc lao kiểu phải bài nó à đêm khóc rồi là cuộc tao té à ăn lụp vào nó qua tao té giờ cũng nó mà lấy bia mà à anh đi tao té giờ qua cú ba tao đã lấy chen lại mày từ cái lúc qua bia tao để sủa rồi nó đêm bia à số bia tao té tao mà hốt kinh bia số bia là tao ngồi dài nó cha mẹ tao đang để chen lại cho nó đêm số là tao đang mà mày nó kinh số là xa lại đấy mà biểu lưu dài nó kinh nám số là chi ရေးစားတာရေးတော့တာပေါ့နော်အဲအတူတူပါပဲဒိဗေကပြန်မစင်ဒါပေမဲ့စကားအမှန်ကြတော့ doom doom နာမ်ဆိုတာပို့ပြီးတော့မှန်ပါတယ်နော်ပြောလို့လို့ရတယ် kin nam ဆိုပြီးတော့ပြောလို့ရတယ်အာပြောလို့လို့ရတာပေါ့နော်နားလဲတယ်ဒါပေမဲ့စကားသူရဲ့အမှန်ကြတော့ doom doom နာမ်ဆိုတာစကားအမှန်ပါနော် okay သဘောပေါက်မယ်လို့ထင်ပါတယ်အာနောက်တစ်ခုသွားမယ်။ Okay ဒီမှာဘာကျွန်တော်ဘာနဲ့ရှင်းပြထားလဲဆိုတော့ đường cà phê nó đường cà phê đường sura đường sura tàu đà nó nông mà cho cà phê mà anh nghĩ luôn này là gì bị thay nó nghĩ luôn này quay bị thay này à bị thay thay tàn thôi cho chỗ tàn thôi nào không nó bởi vì đường sura tàu đà cú bao tàu đà này coffee nó cà phê à số đường cà phê xử lý solution đường cà phê nhưng mà cho nó cà phê vào nó đường sura tàu đà cà phê cà phê tàu đà mình hỏi luôn là số coffee tao ta nó à lưu phiếu tỏ mẹ đừng chà chà rồi là lập hay bọn nó đừng chà chà rồi là lập hay đừng rồi tao ta lập hay tao ta phiếu tỏ mẹ đừng chà rồi là nó chà chà ló đừng chà ló chà ló rồi là gì nuôi chứ à ấy lưu nhiều tỏ mẹ nó cứ tao để dòng nó mập rồi xí mà đừng tao để bảo là nám số nám bọn nó gì rồi là nám bọn nó à limo gì số lúc gì là nám xóm nám xóm năm xong đường năm xong cho so, lima yu con nó đường đường khó Pepsi của trên đó mà nó của tao đây dạo trên này mà nó đã tình yêu tôi không phải được thương mại nó tao đây dạo kiểu video nhưng mà cũng xin mà tao đầu in kiểu video nó mà của tao đây dạo thay video cho này mà ok BB số đó cho nó nốt của tao mẹ nó à phải <laughs> lấy số đó hãy cái này nó ok โอเคဒါကြတော့နံပါတ်4ပေါ့เนาะအာနံပါတ်4မှာဘာနေပြောမယ်ဆိုတော့နံပါတ်4ဟာကြတော့မှာအာပြောဆိုခြင်းပေါ့เนาะပြောဆိုခြင်းနဲ့ဆက်ဆက်တဲ့စကားလုံးပြောတဲ့စကားလုံးတွေပေါ့เนาะစကားစကားပြောဆိုခြင်းနဲ့ပြောဆိုခြင်းနဲ့ဆက်ဆက်တဲ့စကားလုံး အာโอเคအဲ့ဒါဘာတွေပါလဲဆိုတော့ကျွန်တော်လည်းလေ့လာကြအောင်ပေါ့เนาะโอเคနည်းဆွဲတင်လိုက်မယ်เนาะโอเค ဒီမှာကြတော့음ပြောတီပေါ့နော်အာပြောတီပြောတီပြောတယ်ဖြစ်ပါတယ်ဖူးဆိုတာပြောတီပြောတယ်ပေါ့နော်အာကိုကဘာဘာပြောမှလဲကိုကထိုင်းစကားလားအာအမရေးပြထားပါတယ်ထိုင်းဘာသာစကားပြောတီဆိုပါစို့ဥပမာအနေနဲ့โอเคဖူးဆိုတာပြောတီနော်โอเคဖူးဆိုတာပြောတီကိုကထိုင်းဘာသာစကားပြောတီဆိုပါစို့โอเคဖူးပြောတီภาษาไทยไทยสกา ဖတ်စာထိုင်ဆိုလို့ရှိရင်နောက်မှာဖတ်စာဆိုတာဘာသာစကားကိုပြောတာဖြစ်ပါတယ်ထိုင်ဆိုတာထိုင်ပေါ့နော်ထိုင်ဘာသာစကားဖြစ်သွားမယ်တကယ်လို့ကိုကတရုတ်ဘာသာစကားဆိုလို့ရှိရင်ဖတ်စာဘာသာစကားတရုတ်ကိုကြတော့ဂျင်းဖတ်စာဂျင်းဆိုလို့ရှိရင်တရုတ်ဘာသာစကားဖြစ်သွားမယ်နော်ဒီမှာကြတော့ထိုင်ဘာသာစကားဖြစ်တဲ့အတွက်ဖတ်စာထိုင်โอเคတကယ်လို့ဗမာစကားဆိုလို့ရှိရင်မြန်မာစကားဆိုလို့ရှိရင်ဖတ်စာ မြန်မာဆိုပြီးတော့ပြောလို့ရတယ်နောက်တစ်မျိုးကကြတော့ဖတ်စာဖမဖမဆိုတာဗမာပေါ့နော်ဖတ်စာမြန်မာဆိုလို့ရှိရင်မြန်မာစကားပေါ့နော်အဲအဲ့လိုပေါ့နော်နောက်မှာကိုချင်းသွားရုံပဲဖတ်စာဆိုတာဘာသာစကားအဲတကယ်လို့ကိုကကိုရီးယားဘာသာစကားဆိုလို့ရှိရင်ဖတ်စာကောလီကောလီဆိုတာကိုရီးယားဘာသာစကားနော်โอเคနောက်တစ်ခုကဂျပန် ဂျပန်ဘာသာစကားဆိုလို့ရှိရင်ဖာစာဂျီပွန်အဲအဲ့လိုပေါ့နော်နောက်ဆုံးမှာဘာသာဘာသာစကားကိုကြတော့ဖာစာနောက်ဆုံးမှာကိုနိုင်ငံကိုထက်လိုက်ရုံပဲနော်ဒီမှာဆိုလို့ရှိရင်ပုံနှုတ်မှာဆိုလို့ရှိရင်အာပါလဲပုံနှုတ်မှာဆိုလို့ရှိရင်ဟိုမှာထိုင်းဘာသာစကားပြောသည့်ဆိုပါဆိုတာရေးပြထားတယ်ဖူးဖာစာထိုင်းအဲ့ဒါကြောင့်ဖူးဖာစာထိုင်းဆိုတော့ပြောပြတာရှိပါတယ်နော်โอเคတော့ပေါ့မယ်လို့ထင်ပါတယ် กูเชิงบอกเนาะอังกฤษสุดแหละผู้ภาษาอังกฤษอ่าอะไรอยู่นักกูือตัวแม่แก้วกูจะรออ่าเดี๋ยวมาบอกเนาะสกายพิโอดีสกายพิโอดีสุดแล้พูดคุยพูดคุยคุยอ่าพูดคุยมาเสร็จแล้วมุกโน่นด่คุยสุดแล้วันนี้ลูกสกาส่งมาว่าตามไปเนาะคุยสุดยอดอ่ะพูดคุยกันอ่าพูดคุยกันสุดที่อ่าสกา စကားပြောသည်ပေါ့နော်တယောက်နဲ့တယောက်စကားပြောတာကိုဆူလိုတာဖြစ်ပါရင်နော်โอเคနောက်တစ်ခုသွားမယ်ဒါလည်းမပြီးလို့ရှိရင်ဆဲလို့ဖြစ်တတ်တယ်โอเคနောက်တစ်ခုသွားမယ်ဘော့ညာတော်တော်များများဒီညာလေးမှလူရဥစားဖြစ်တယ်တဘုံပေါက်ကြဘူးပေါ့နော်အဲဘော့ဆိုတာပြောတာကိုဖြစ်ပါတယ်ပြောပြတာကိုကနေတစ်ဖက်လူပြောပြတာပေါ့နော်ပူခွေးဆိုတာစကားပြောကြတာ ဘော့ဆိုတာကိုကနေသူမျိုးပြောပြတာပေါ့နော်အာโอเคဘော့ဆိုတာပြောပြောပြတာပေါ့နော်အာโอเคအဲ့ဒါဘော့ဆိုတာကြီးကိုကျွန်တော်တို့ဘလူးတွေသုံးမယ်စမယ်နော်ခဏလေးโอเคဘော့ဝါဘော့ဝါဆိုတော့နောက်တစ်ဆက်လို့ရနော်ဘော့ဝါกินข้าวဘော့ဝါဆိုတော့ပြောပြောနေတယ်လေပြောတည်မှာအဲ့လိုပေါ့နော်နောက်တစ်ဆက်လို့ရသေးတယ်နော်ဒါဆက်လို့ရသေးတယ်ဘော့ဝါအောက်မှာမေးတည်နေဆက်မယ်ဆိုလို့ရှိရင်ဘော့ဝါထာပြောတယ်လေ မေးပါလို့အဲအဲ့လိုပေါ့နော်အဲ့လိုဖြစ်သွားမယ်ဘောကွာกินပြောနေတယ်လေစားလို့အဲစားအဲအဲ့လိုမျိုးအဲ့လိုသဘောကြီးပေါ့နော်အဲ့လိုသဘောဆက်လို့ရတာကိုပြောပြတာနော်ဒီပုံမှာကျွန်တော်ဝိုင်းပြတာလားဘောကွာပြောတိမှပေါ့နော်ပြောတိမှဆိုတော့ဘာကိုဆက်ပြောမှလဲဆိုတော့ခုနောက်မှထပ်ပြီးတော့ပြောလိုက်မယ်ဥပမာအနေနဲ့မပြောနေတယ်လှုပ်လှုပ်အဲအဲ့လိုပြောမယ်ဆိုလို့ရှိရင်ဘောကွာทํางาน အဲအဲ့လိုပေါ့နော်ပေါ့ကွာထမငန်းဆိုတာပြောနေတယ်လုံးလုံးအာအဲ့လိုပေါ့နော်ပေါ့ကွာအာกินข้าวဆိုလို့ရှိရင်ပြောနေတယ်ထမင်းစားအာအဲ့လိုပေါ့နော်ပေါ့ကွာပိုင်ထမငန်းဆိုလို့ရှိရင်ပြောနေတယ်လှုပ်သွားလှုပ်အာအဲ့လိုမျိုးနေထားတယ်မှာသုံးရနော်ဒါပေါ့ကွာဆိုတာဘောပေါ့မလို့ထင်ပါတယ်နော်မသိလို့ရှိရင်မရှင်းလို့ရှိရင်ကျွန်တော်လာမေးလို့ရတယ်ကျွန်တော်ဘူဘူထိုင်းလန်ကွီးဆိုပြီးတော့အာ Facebook မှာဖြစ်ဖြစ်ပေါ့နော် page မှာပဲဖြစ်ဖြစ်လာရောက်ပြီးတော့မြင်လို့ရပါတယ်เนาะအလုံး welcome ပါကျူစုပါတယ် okay time time ဆိုတာအခုပေါ့เนาะ time ဆိုတာမေးတာမေးတာနဲ့စကလုံးတွေမှာတုံးတာဖြစ်ပါတယ်เนาะ time ဆိုတာမေးတာဘာတည်းရောက်မေးမဆို time ဆိုတာမေးတာကိုပြောတာဖြစ်ပါတယ်เนาะ okay အဲ့တော့ကျွန်တော်တို့ဘလို့မေးဘလို့မေးတာကိုဘလို့တုံးမဲဆိုတော့ဟမ်ကျွန်တော်ပြမယ် time ဆိုတော့မေးတာ come time ဆိုတော့မေးခွန်းကိုပြောတာ ถามคำถามสุรสุรุชินมีกงมีเราเปล่าผิี่ยมีกงมีดีป่เนาะถามคำถามป่เนาะมีกงมีดีอ่าป่เนาะถามสุรมีดีอะไรกูกลัวอืมถามมีดีป่เนาะอะไรป่าเลป่ามีดาแลผิดตัวไหมถามอะไรป่ามีดาแลอ่ะลูมผิดตัวไหมเนาะอ่อปี่รอถามถาม ามเขาแล้ว อ่าไอ้ลูกปนุถามเขาแล้วตู้มีพี่ตัวพี่ไอ้ลูกเปียวตรงอย่างเนาะ ถามดีมาปงมาจนไว้ป่ะมีคงมีสิปนุถามคําถาม คําถามสําหรับมีคงไอ้เราถามเขาแล้วตู้มีพี่ตัวพี่ถามเขาตู้มี อ่าไอ้ลูกปนุถามเขา อ่าไอ้ลูกมีรีเซตลงอย่างเขาสําหรับตู้เลยอ่าถามสําหรับมีดีถามเขาสรุปสิเนาะ ตู้มีดีဖြစ်သွားมั้ยเนาะ အဲ့လိုမျိုးတွေပြောလို့ရရင်နော်တကယ်ကြီးလို့နောက်ထပ်အများကြီးပြောလို့ရပါတယ်ဒါပေမဲ့အဲ့ဒါကကကရိယာလေးတွေတိမို့လို့တာဖြစ်ပါရင်နော်ကရိယာလေးတွေကျွန်တော်မနေ့ရှင်းနေရှင်းနေယူမှာကျွန်တော်လိုက်လွတ်ပြီးတော့ကရိယာလေးတွေကိုကျွန်တော်အမြောက်များစွာကရိယာ50 60လောက်ရှိတယ်နော်ကျွန်တော်လွှတ်ထားတာရှိတယ်ဝင်ရောက်လေ့လာလို့ရပါတယ်နော်โอเคကိုရဲ့ channel မှာကျွန်တော်ဒီ video file လေးအဆင်ပြေတယ်ဆိုလို့ရှိရင်ကိုရဲ့ social media မှာနည်းနည်း share ပေးပါလို့ပြောချင်ပါတယ်အားလုံး thank you ပါ bye bye ခပ်ခွန်းခပ် bye bye see you later